ဟယ်လိုအားလုံးပဲမင်္ဂလာပါယူနိုက်တက်ရှူကနေကြိုဆိုပါရစေဆိုတော့မန်ချက်စတာယူနိုက်တက်ကတော့ကျွန်တော်တို့ဒါဘရန့်ဖို့ကွင်းမှာ၄ကို၃ကိုဆိုတဲ့ရလနဲ့ကျွန်တော်တို့ရှုံးနေဒီပွဲကတော့ကျွန်တော်တို့နေတဲ့ဒါနီးပြားကိုတိုင်းကလည်းအပြောင်းလဲတွေကျွန်တော်လှုပ်ထားတာတွေဘာတွေနဲ့ကျွန်တော်ဘယ်လိုပြောမလဲတိတ်ပြီးတော့ပြိတက်တီလည်းမျောလင်းခဲ့ကြတယ်လို့ကျွန်တော်မထင်ဘူးပေါ့နော်အထူးသဖြင့်ကျွန်တော်တို့ကစားမအများစုကလွန်ခဲ့တဲ့နှစ်ရက်လောက်ကမှယူရိုပါလိဒါဆီမီဖိုင်နယ်ကစားထားတယ်ဆိုတော့ခြားထဲမှာနားရက်သိပ်မရှိတဲ့အချိန်မျိုးမှာနီးပြားကအပြောင်းလဲတွေလုပ်မယ်ဆိုပြီးတော့သူပြောလာတာဆိုတော့ဒီပွဲမှာတကယ်လည်းပဲအပြောင်းလဲတွေကျွန်တော်လုပ်ခဲ့တယ် အရန်ကစားမတွေကျွန်တော်တို့ပါတယ်လူငယ်ကစားမ၃ယောက်တော့ကျွန်တော်တို့ပါတယ်ကိုသမားတောင်မှပေါ့နော် AJ Bayern တို့ပါတို့ကိုကျွန်တော်တို့ထည့်ခဲ့တာဆိုတော့လူမျိုးဆိုတော့အစ်မလူအပ်တဲ့အပြောင်းလဲတွေဖြစ်တဲ့အပြောင်းလဲတွေသူလှုပ်ထားခဲ့တာအဲဒါမျိုးတို့ကျွန်တော်ကျွန်တော်တော့ဗျာဒီရှုံးနေသူကတော့ဒါရှုံးနေဆိုတဲ့ကကောင်းတဲ့လက္ခဏာတော့ကျွန်တော်မဟုတ်ဘူးပေါ့နော်ဒါမျိုးလို့ပေါ့နော်ကျွန်တော်ထင်တာနဲ့ပိုကောင်းကစားနိုင်ခဲ့တယ်လို့ကျွန်တော်ထင်တယ်ဒီနေ့ဘက်မှာကျွန်တော်တို့ဒါဘယ်လိုအားနေတာဆိုတော့ဒါအမြင်ဘောပဲဗျာတိလားအတင်းကဒီဒီဒီဘယ်လိုပြောလဲအမြင်ဘောကနေပြီးတော့၃ခုလောက်ကိုကျွန်တော် ပေးခဲ့ရတာ ဒီလက်ရှိ brand ဖို့ရသွားတဲ့လေးခုမှာလူရောရဲ့တကူကလည်းကျွန်တော်အမြင်ဘဝကနေလာတာပဲကျွန်တော်တို့ဒါဟိုကောင်လေးလက်ပစ်လိုက်တဲ့ဘဝကနေပြီးတော့ရှုပ်ရှက်ခန့်နေတဲ့ကြားထဲမှာလူရှော့ကအုံကိုဖြစ်သွားတယ်။ဒါအပြင်ကျွန်တော်တို့ဒီ Kevin Sherry တို့ဘာလို့ဆိုရင်33မိနစ်မှာ88မိနစ်မှာနှစ်ဂိုးဆိုလို့ရှိရင်ခေါင်းတိုက်ပြီးတော့ကျွန်တော်တွင်းသွားတာ။နောက်ပြီးလို့ရှိရင် Wizard ရဲ့ဂိုးကတော့ဒါခေါင်းကောင်းပါတယ်နော်ဒီဘယ်လိုပြောမလို့ Christian Dance ကပြီးသွားတဲ့လုံငန်းတော်ကောင်းတယ်။အဲ့ကနေကျွန်တော်ဂိုးပြီးလိုက်ရတာ။ဆိုတော့အမြင်ပေါ်အားနေတာကအတင်းမှာပြဿနာကြီးတည်းဖြစ်နေတော့မယ်။ နောက်အထူးသဖြင့်ဒီ brand ဘက်ကလက်ပြပေါ်ရလိုက်တဲ့အချိန်တိုင်းတောင်းကန်ပေါ်ရလိုက်တဲ့အချိန်တိုင်းမှာအမြဲတမ်းကျွန်တော်တို့အားနေတယ်ဘယ်တော့မှကိုယ့်ဘက်ကအသာစီးနေဘုံတော့ကျွန်တော်တို့ဒီဒီဘယ်လိုပြောမလဲရှင်းထုတ်နိုင်ခဲ့တယ်ဆိုတဲ့မျိုးကကျွန်တော်တို့ဒါအများကြီးမရှိဘူးဒီနေ့ပွဲမှာ brand ဘက်တောင်းကန်ပေါ်9ချိန်တိတူလို့ရတယ်လက်ပြပေါ်တွေပါတယ်ဆိုလို့ချင်းဗန်နဂျင်မှန်းကိုမသိဘူးဒါအဲ့လိုမျိုးပေါ့နော်ကိုယ်ဒီအားနေပါတယ်ဆိုတဲ့အမြင်ပေါ်တွေကနေအတုံးချသွားတာဆိုတော့ဒါကြောင့်ကျွန်တော်ဒီနေ့ပွဲမှာကျွန်တော်တို့အပေါင်းလက္ခဏာဆောင်တာဆိုလို့မီဆန်မောင်း9ရတယ် မီဆန်မောင်းကကိုရီမမမမီဆိုလို့ရှိရင်ဘရန်ဘုန်းရဲ့ပွဲမှာလည်းပြီးခဲ့တဲ့နှစ်ကလာပထမကြောက်လာမသိပါဘူးเนาะဘရန်ဘုန်းရဲ့ပွဲမှာလည်းသူ900ဘူးတဲ့အခုလည်းပဲကျွန်တော်တို့က900ရတယ်ဗောနော်ဆိုတော့ဟိုမီဆန်မောင်းအတွက်အသင်းကိုပြောင်းလာပြီးခဲ့တဲ့ကဘလူးမန်အချီနီကော်မတီဘူးပေါ့မာအင်ဂျူရီပြဿနာတွေခဏတိုင်းကြုံနေကြုံနေခါတိုင်းနားတဲ့ခါမှလည်းသူအကြာကြီးနားရတယ်ဒါအပြင်ဟိုဘယ်လိုပြောမလဲအသင်းကိုဗောနော်ကျွန်တော်ကစားတော့လေခြေသွမ်းတွေကကျွန်တော်တို့ထင်တဲ့လောက်မပြနိုင်ဘူးဆိုတော့ဘရူနိုဖာနန်ဒက်စ်တို့ဘာလို့ကိုကျွန်တော်အနာပေးဖို့လိုတဲ့ပွဲမျိုးမှာ မီဆန်မောင်းကိုထည့်လာတယ်ထည့်လာတဲ့အချိန်မှာကစားမက16မိနစ်မှာဥဆောင်ကိုတွင်ပေးသွားတယ်ပေါ့နော်အဲကျွန်တော်ကတော့ဒီလုံးကမိန်းနူးနဲ့ကျွန်တော်ကကာနာချူတို့အတွဲလုံးလေးတွေညာနေတစ်ဆင့်ကာနာချူကောင်းပြီးတော့ကျွန်တော်ကမီဆန်မောင်းကိုပေးနေ900ကျော်တာတော်တော်လေးကောင်းပါတယ်တော်တော်လေးကောင်းပါတယ်နော်အတအပြင်ကာနာချူလည်းပဲ900ကျော်တယ်ကန်သွားတဲ့လုံးကတော်တော်ကောင်းတာနော်ကန်သွားတဲ့လုံးကတော်တော်ကောင်းတာငါလည်းအဲ့လိုမျိုးကိုမင်းဘယ်နှလုံးမှမသိဘူးမင်းကန်နေတာနော်ကန်တိုင်းအဲ့လိုဖြစ်ရင်ကောင်းကောင်းလိုက်မယ်ဖြစ်ချင်းဟုတ်တယ်မလားတပွဲတပွဲကိုမင်းအဲ့လိုမျိုးကမင်း၄လုံးလောက်ကန်နေဆရာသမား သိတယ်နော်ဝင်သွားရင်တော့ကောင်းတယ်ပေါ့ဗျာဒါပေမဲ့လို့အများစုကဘယ်လိုပြောမလဲဟိုတိတ်ပြီးတော့ဖြစ်နိုင်ရင်နဲတဲ့နေရာတွေကနေရာကလုံးနဲတဲ့နေရာတွေကနေတအားကန်နေတယ်ဆိုတာမျိုးကြတော့လေကိုဟာကိုဂိုးလိုနေတဲ့ချိန်မှာပေါ့နော်ပို့ပြီးတော့ကျွန်တော်တို့တေချာမှပဲကျွန်တော်လှုပ်တင်တာဒါပေမဲ့ဒီကန်သွားတဲ့လုံငန်းတော့ကောင်းနေပါတော့ဂိုးသမားအနေနဲ့ဘာမှကိုမလုံးနိုင်ခဲ့ဘူးတော့ဒါအပြင်အာမက်တီယာလိုလည်းဂိုးရတယ်ဒါအတင်းတွေဝန်တာစရာပဲကျွန်တော်အင်ဂျူရီပြဿနာကြောင့်အာမက်က2လ3လောက်နားနေရတာနားနေရပြီးတော့ကျွန်တော်ဝင်းဘတ်မှာတကယ် effective ဖြစ်တယ်ဆိုတဲ့ကစားမားကြီးအများကြီးမရှိခဲ့ဘူး နော်အဲ့လိုအခြေအနေမျိုးမှာကျွန်တော်ဒုတိယပိုင်းဝင်လာတယ်အဲကျွန်တော်95မိနစ်မှာတကူသွင်းသွားတယ်သူ့ရဲ့ထုံးစံတိုင်းပဲနော်ဘယ်ချင်းနဲ့ဆွဲလာတဲ့အထက်ကိုချိုးဝင်မယ်ကန်မယ်အဲ့တိုင်းကနေပဲကျွန်တော်ဝင်သွားတာပဲဆိုတော့၃ခုကျွန်တော်ရတယ်ဘောနော်ဒါကြောင့်ကျွန်တော်ဒီနေပွဲမှာတော့ခုကစားပုံကပူပြီးတော့ဒါမျော်လင့်တာထက်ပေါ့နော်ကျွန်တော်တို့ကပူကောင်းခဲ့တယ်လို့ကျွန်တော်ထင်တယ်ဆက်နေချင်းဘရန်ဘူရဲ့ဘက်ကဂိုးပေါက်ကန်သွင်းခွင့်ရတယ်6ချင်းဂိုးပေါက်တည်တယ်၄ခုသူတို့ကိုရတယ်ကျွန်တော်တို့ရှုပ်ချက်ခက်တဲ့ဂိုးတွေကြီးပဲနော် ဟိုကိုရီအနေနဲ့ဒါဒီတက်ပူကောင်းခန်းစစ်ကလုံနိုင်ခဲ့တင်တာဒါပေမဲ့လို့လူငယ်လေး Fredrickson တို့ဟလာအမြင်ပေါ်အားနေပါတယ်ဆိုတော့ Lindy Love တို့ပြီးရင် Luke Shaw တို့ပြသည်လားဆန်တာဘက်မှာပုံမကြပန်းမကြကစားမားနေနဲ့နော်ပြီးလို့ရှင်ကျွန်တော်တို့နေ United ဘက်ကတော့14ချိန်ကိုပေါက်ကန်သူမှုရတယ်5ချိန်ကိုပေါက်တက်ပြီးတော့3ကိုရတယ်ပေါ့လေဒါဒီနဲ့ပေါ့နော်ကျွန်တော်ကစားပုံကကျွန်တော်မစိုးဘူးလို့ကျွန်တော်ပြောတာပထမပိုင်းမှာတော့ကိုရီကထူးထူးခြားခြားချန်စ်ခရီးရှင်တွေပါတယ်မရှိခဲ့ဘူးမှန်တယ်ပြောရင်ပထမပိုင်းမှာဆိုရင်ကျွန်တော်တို့ ဟိုကိုဘောက်ကွန်တူမှုတစ်ချိန်လားပဲကျွန်တော်တို့မသိဘူးရှိတာအဲ့တစ်ချိန်မှာကျွန်တော်တို့ပေါ့နော်ကန်ရင်းနဲ့ဂိုးရသွားတာချီရိုအူဘီတို့လည်းတချို့ကန်ခွင့်ရတယ်နောက်တန်းနေ block သွားတာဒီနဲ့သူလည်းပဲကန်ခွင့်နှစ်ချိန်လောက်ပဲကျွန်တော်ရခဲ့တာပေါ့နော်ဒုတိယပိုင်းမှာတော့ကိုသင်းကထုံးတယ်နေပဲလူတွေလဲတော့ပိုတော့ကောင်းလာတယ်ပေါ့ဗျာဒီကျွန်တော်တို့မေးစမောင်းတို့ကို ထုတ်တာနော်လူရှိုတို့ဒီလီတိုဖရက်ဒရစ်ဆင်တို့ကိုကျွန်တော်ထုတ်တာနဲ့ဒါကိုယ့်ရဲ့ first line နဲ့ player တွေဝင်လာပြီးတော့ဒါအချင်းကြီးလေးကနည်းနည်းကောင်းလာပြီးတော့ဂိုးတွေပြန်ရတာရုပ်ပြစင်းပြဖြစ်မသွားတာပဲဝန်တာကြပါ41တို့ဘာလို့ဆိုတော်တော်ရုပ်ပြတယ် ဖိုးသရီးလို့ပါလို့ဆိုလို့ကျင်တော့ဒါမစိုးဘူးလို့ပြောရမှာပေါ့လေဒါကျွန်တော်တို့အတွက်ဒါအပေါင်းအနှုတ်လက္ခဏာဆောင်းတာတော့ဒီလေးပေါ့လေနော်ဒီလေးက injury ပြဿနာကြုံသွားတယ်ဆိုတော့ကျွန်တော်ကတော့ထင်ပါတယ်နော်လွဲပါသေးလို့ဆိုတော့လည်းဖက်ဖက်ဖက်လွဲပါသေးဖြစ်ပါသေးဒါမဲ့လို့ယာတီကုန်းတော့ထင်မြင်သွားမလားမသိဘူးသူဘော်လုံးကိုဖြတ်တဲ့ပုံစံကဗျာဘယ်လိုပြောမလဲသူများလဲကြတဲ့ပုံစံမျိုးမှာ6ချောင်ကြီးရဲ့သူတို့အတန်းလိုက်ကြီးနဲ့ဖြတ်လိုက်တဲ့ခါမှာပြီးသွားတဲ့ပုံစံမျိုးအဲ့ဒါတော်တော်ကိုအန်ဒီရများပါတယ်တော်တော်ကိုအန်ဒီရများတယ်အဲ့ရောက်ပါတော့ကျွန်တော်ကတော့ ဟိုဒီလေးတို့ဘာလို့အဲ့ဒီလုံးနေကနှစ်မျိုးကိုကောင်းတယ်နှစ်မျိုးကိုကောင်းတယ်ပါ injury ပြဿနာကနေပြန်ပြီးတော့တက်တာလာတာမှကျွန်တော်မကြသေးဘူးပြသေးလားအခုထက်ဒီလိုမျိုးထက်ပြီးတော့ဒဏ်ရာရတယ်ရတဲ့ပုံစံကလည်းတော်တော်ကိုစိတ်ပူပူကောင်းတယ်ကျွန်တော်တို့ကတော့တိတ်ပြီးတော့ဘာလို့အချင်းကြီးကောင်းနေမလို့ကျွန်တော်မထင်ဘူးအဲပွဲတွေအများကြီးမရှိတော့တာပဲဝမ်းသာစရာဖြစ်ရမှာပြောရမယ်ဒါမှမဟုတ်ဒုတိယအကြောလို့နော်ဒီယူရိုပါလိဒုတိယအကြောလို့ပြီးရင်ဖိုင်နယ်တက်လို့ရှိရင်ဖိုင်နယ်တို့ကဒီလစ်တို့လို့ကစားမယ့်မြို့တွေကျွန်တော်လိုတယ် နော်အဲ့လိုမျိုးလိုတယ်ဒါကြောင့်အဲ့လိုမျိုးလိုလို့မှနီးပြားကရှောင်ပြီးတော့ကစားနေရတဲ့အချိန်ထဲ့တယ်ရလူမရှိတဲ့နေသားမျိုးမှာဒီလိကိုထည့်လိုက်တော့ဖြစ်တာပဲတော်တော်နှမျိုးဘူးကောင်းပါတယ်တော်တော်နှမျိုးဘူးကျွန်တော်ကောင်းတာလေကျွန်တော်မကွမ်းညာထည့်လာတော့မှသိစိတ်တိုင်းမကြဘူးဒီကနေ့ပြောရရင်ဗာလုံးဝအနာပီးရမယ်ကစားမားတွေကျွန်တော်ထည့်လာလို့ဗျာအဲဂျားထဲမှာတော့ကျွန်တော်သာ3ရက်4ရက်လောက်နားချင်ရှိတယ်ဆိုတော့ဒါမဆူဘူးလို့ပြောရမှာပေါ့လေ အဲ့လိုမျိုးတော့ကျွန်တော်ရှိတယ်။ဒါကြောင့်မလို့အပေါင်းလက္ခဏာဆောင်တာတွေကျွန်တော်ရှိခဲ့တယ်။အနှုတ်လက္ခဏာဆောင်တဲ့ယာယီတွေကျွန်တော်ရှိခဲ့တယ်။အဲမဲ့ထင်တာတက်တော့ပူကောင်းအောင်လုပ်ပြနိုင်ခဲ့တယ်လို့ကျွန်တော်ယူဆတယ်။ဆိုတော့ခဏလေးလို့ရှိရင်ကျွန်တော်တို့က Fundis Kitchen နဲ့ကျွန်တော်ရှိပါတယ်။ Fundis Kitchen နဲ့ကျွန်တော်လာပြီးတော့ EEC စကားပြောရင် join လို့ရပါတယ်။ဟိုကျွန်တော်ကတော့ဗောနော်ဒီပွဲကတိတ်မျောလင့်ထားခြင်းတော့မရှိခဲ့ဘူးဗောနော်။ကျွန်တော်တို့ watch round ဒီမှာပြောကြသလိုပဲဟိုကစားပုံလေးဘလို့ရှိနေရှိနေမလဲ။ဘယ်ကစားမရဲ့ခြေသွန်းကဘလို့ဖြစ်မလဲ။ဒါတွေလောက်ပဲကျွန်တော်တို့စောင့်ကြည့်ခဲ့တင်တာ။သူကနေသူတို့မစိုးဘူးဗော။ဒီနေ့ပွဲမှာဆိုလို့ရှိရင်ကျွန်တော်တို့ဒီ ဘရူနိုဖာနန်ဒက်စ်တို့ကက်စမဲရိုတို့ရက်စမန်ဝိုင်လင်းတို့ကစားမမျိုးတွေကိုလုံးဝကိုထိမသွားဘူးရက်စမတ်ဆိုလို့ရှိရင်ဘုံမောင်းတဲ့ပွဲမှာလည်းကစားရတယ်မိယူရိုပါလေးပထမကြော်လဲကျွန်တော်ကစားရတယ်အဲဒါအပြင်ဒီပွဲလည်းကစားပြီးတော့ဗောနောနောက်ဒုတိယကြော်လဲသူပဲပါမှာဆိုတော့လေးပွဲဆက်ဆိုရင်တော့မကြိုက်ဘူးဒါကြောင့်နီးပြားကဝိုင်လင်းကိုလုံးဝကိုဒီပွဲခြံထားခဲ့တာဖြစ်တဲ့အရာပါနော်ဘလောက်ပဲဂူးလူနေပါတယ်ပြောပြောဒီထည့်ထားတဲ့လူစင်းနဲ့ပဲကျွန်တော်ဖြစ်အောင်လုပ်သင့်တယ်လို့ယူဆရတယ်ဗောနော် Finalist တို့ဘာလို့လုံးဝတစ်စက်မှမထိခဲ့တာကျွန်တော်တော်တော်လေးဝမ်းသာတယ်။ Finalist အနားရတယ်ဗျာ။နောက်ပြီးလို့ရှိရင် Master V အနားရတယ်ဗျာ။အဲ Resme အရာအနားရတယ်။အဲ Unana အနားရတယ်။ White Lin အနားရ၊ Casmero အနားရတယ်ဆိုတော့မစိုးလို့ပြောရမှာပေါ့လေ။မကွမ်းရလို့လေကျွန်တော်ဒါပထမအဲဒုတိယပိုင်းသူကစားသွားတယ်။ဒီသူသဖြင့်တော့ကျွန်တော်တို့ဒီဟိုတနေ့ကလည်းမကွမ်းရကိုကျွန်တော်အနားပေးခဲ့တယ်မလား။ဒီ Europa League ပွဲမှာလေ။ဒါကတော့မစိုးဘူးပေါ့နော်။အာမက်ဒီယာလို့လေပထမပိုင်းဒီပိုင်းလုံးဒုတိယပိုင်းဒီပိုင်းလုံးကစားသွားတယ်။ အာကျွန်တော်တို့ကောင်းတဲ့ຢာလေးလို့ကျွန်တော်ယူဆတယ်လူငယ်တဲမှာတော့ချီရိုတို့ဟယ်ရီအာမတ်တို့ပွဲချိန်ပြီးကစားသွားရတယ်ဗောလေဖရက်ဒရစ်စင်ကတော့ကျွန်တော်တို့ပြာဒီဘောပလိန်း ability ကဖရက်ဒရစ်စင်ကကျွန်တော်မျှော်လင့်လို့ရတယ်တယ်မှာပါတယ်အခုလိုအပ်နေတာကအတွေ့အကြုံနဲ့ဒီတယ်မလားဒီဒီ body 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 အခြေအနေပဲဒီကောင်လေးကလူငယ်ငယ်လေးလည်းဖြစ်တယ်ဆိုတော့ဘယ်လိုသူ့ရဲ့ဗောနော body တိဆောက်ပုံတွေဘာတွေကအဲ့လောက်ကြီးတိ strong ဖြစ်တဲ့နေသားအရက်နေသားအဖြစ်ဆိုလို့ရှင်လည်းပဲအဲ့လောက်ကြီးအခြေအနေကောင်းမနေသေးဘူး ဆိုတော့ဒါတွေကဖြည်းဖြည်းချင်းနဲ့ပေါ့နော်ဖြစ်လာမယ့်အရာတွေပါเนาะဒါတွေကဖြည်းဖြည်းချင်းနဲ့ကျွန်တော်ဖြစ်လာမယ့်အရာတွေဒါအပြင်အသက်20ပဲရှိသေးတာပေါ့နော်ဒါပေမဲ့ပဲကျွန်တော်ပြောချင်တာကတော့ဒီသူများအသင်းနေဆိုလို့ရှိရင်19နှစ်တော့ပါတော့ကစားနေပြီသိတယ်မလားကောင်းကောင်းမွန်မွန်အဲ့တော့ကိုအသင်းမှာတော့လူငယ်တွေကိုတိတ်ပြီးတော့အများကြီးအချီနေရလဲမကောင်းလို့နေရာတွေပါတယ်မပြီးရတာလဲပါတယ်ပေါ့လေအသက်20ဆိုတာကတကယ်သာကောင်းတယ်တကယ်သာစိတ်ချရဆိုတဲ့ချီနေမျိုးမှာဆိုလို့ရှိရင်အသင်းကြီးမှာကစားခွင့်ရရနေပြီဘာပဲပြောပြောဒီပွဲမှာတော့အမြင်ပေါ်တွေအားနေတယ်ဆိုတာပြသွားတာပဲ။ เนาะသူပွဲလဲအများကြီးမကစားသေးတာလဲတော့ပါတော့ပါတာပေါ့လေသူများသိနေဆိုလို့ရှိရင်ဗျာနှိုင်းရတော့မဟုတ်ဘူးဗျာကူဘာစီတို့ပါလို့ဆိုလုတ်ပြနေတာဟုတ်တယ်မလားเนาะကူဘာစီတို့ပြီးလို့ရှိရင်ဟော်ရီဆန်တို့ဒါစပိန်ကကစားမားတွေဆိုလို့ရှိရင်ဒါလုတ်ပြနေတာဆိုတော့ကိုရီးယားအသက်20ဆိုတာတော့မှန်တယ်လူငယ်လေးဆိုတာတော့မှန်တယ်ဒါပေမဲ့အများကြီးတိုးတက်ဖို့လိုနေသေးတယ်ပေါ့เนาะစီနီယာအသင်းကြီးမှာကျတော့ကစားခွင့်ရဖို့ဆိုလို့ရှိရင်တော့မစင်မပြေဘူးပေါ့ဆိုတော့ရာဒီယိုခြေတန်းပွဲစဉ်တွေဘာတွေရောက်လာပြီဆိုလို့ကျွန်တော်တို့သူကိုဘလောက်ထိထက်ပြီးတော့ထည့်ပြီးတော့သုံးမလဲကျွန်တော်ကြည့်ရမှာပေါ့လေသူ့ဘက်ကလည်း အရာရာတူးတက်ဖို့တော့ကျွန်တော်လူတာပေါ့ဒါပြင်ယာတီမကုန်ခင်မှာဆိုလို့ရှိရင်ကျွန်တော်ကြားထဲမှာကန်ရမယ်နှစ်ပွဲသုံးပွဲလောက်ကျန်ကျုံသုံးပွဲလောက်ကျန်သေးတယ်ကျွန်တော်တို့ယူရိုပါလိဖိုင်နယ်ပြီးပါလေဒီယူရိုပါလိဒုတိယကြောက်ပြီးပြီဆိုတာနဲ့ကျွန်တော်တို့ပရီးမီးယားလိကနောက်ထပ်သုံးပွဲကစားရအောင်ပါအဲအဲ့လိုမျိုးဆိုလို့ရှိရင်ကျွန်တော်အဲ့သုံးပွဲမှာလည်းသူပါကောင်းပါမှာပဲဆက်ပြီးတော့ကစားကွင်းကြီးရရင်ရမှာပဲကျွန်တော်တို့ရပါစီမျှော်လင့်ပါတယ်နော်ဒီလိုကောင်းလေးတွေညံ့များကစားကွင်းရမှာစီနီယာအသင်းကြီးတွေကိုကျွန်တော်တိုးနိုင်ပါအခုကအသင်းရဲ့ခံစည်ကလိုအပ်ချက်တွေများတယ်ဒီဒီလိုတို့ကိုကျွန်တော်တို့ကလက်လွတ်တော့မှာ ော်ပြီးလို့ရှိရင်ဟိုဘယ်လိုပြောလဲလက်ချာကခဏတိုင်းဒဏ်ရတာဘာညာနေဆိုရင်လူသစ်တော့ဝယ်ရမှာပဲချက်ချင်းသုံးလို့ရတဲ့ကစားမှာဒါပေမဲ့လို့ပေါ့နော်လူငယ်တွေကိုစီကနေပြီးတော့ကိုအကယ်ဒမီကနေဆွဲထုတ်လာနိုင်မှုကလည်းကျွန်တော်အရေးကြီးတယ်အဲဒီပွဲကတော့ Frederick Sinho ဘာလို့တော့ဒါအတွေ့အကြုံရယုံနောက်ကလွဲပြီးတော့အားနေချက်တွေเนาะကျွန်တော်တို့ဒါမြင်ခဲ့ရတယ်လို့ပြောရမှာပေါ့လေဟုတ်တယ်မလားအမြင်ဘောတွေဘာတွေမှာဆိုလို့ရှိရင်ကောင်းရှင်မတိုက်နိုင်မှာတော့မှနေရာယူတဲ့ပုံစံတွေကလိုအပ်ချက်တွေကကျွန်တော်ရှိသေးတာ ဘရန်ဘူဘက်ကတိုက်သွားတဲ့အခါနှလုံးမှာဆိုလို့ရှိရင်ဒုတိယလုံးလားမသိပါဘူးသူသားနေရယူပူကောင်းမယ်ဆိုလို့ရှိရင်ချီနီကောင်းသွားခဲ့မှာဒါပေမဲ့လို့ပေါ့နော်ကစားတာမကြသေးတဲ့ဘာညာနဲ့တိတ်တော့မျောလင်းလို့တော့မရဘူးပေါ့လေတော်တော်လေးပဲ4-1အနေထားကတော့ကိုစိတ်နော်ကျွန်တော်စိတ်ပြက်စရာပါဒါပေမဲ့လို့4-3ဒီကျွန်တော်ပြန်ကစားနိုင်ခဲ့တာကပဲဘူးပြက်မဟုတ်ခဲ့တဲ့ကကျွန်တော်မဆူဘူးလို့ပဲယူဆရမှာပေါ့လေဒါပေမဲ့လို့ကျွန်တော်တို့ယူရိုပါလိဒုတိယအကြော့ကို ready ဖြစ်ပြီဟေးဆိုတဲ့ပုံစံမျိုးသွားမယ့်အချိန်မှာကျွန်တော်တို့ဒီဘယ်လိုပြောမလဲကိုကိုအတင်းကရှုံသွားတယ်ပေါ့ဗျာ ရှုံးနေဆိုတဲ့အပေါင်းလက္ခဏာဆန္ဒတော့မဟုတ်ဘူးဆိုတော့အဲယူရိုပါလိမှာအချင်းကြီးကောင်းမှုပဲကျွန်တော်မျှော်လင့်ရမယ်ပရမကျောကလည်းကောင်းသွားပြီဆိုတော့အောင်ကောင်ကစားနိုင်မှရမယ်ချူရီအဓိကကစားမချိုးလည်းနားပေးထားတယ်ဆိုတော့နော်ဆိုတော့ညီကတို့ရောဒီပွဲကကျွန်တော်တို့အနေနဲ့ပေါ့နော်ဟိုဘေးကစားမလေးတွေကတိုးတက်လက်လက္ခဏာလေးတွေမြင်ခဲ့ရလို့ကျွန်တော်ထင်ကြတယ်ကိုအတင်းကစားပုံနဲ့ရောဘယ်လိုမြင်ကြလဲအဲခုနကလူရှော့တို့ပါတော့တော်တော်တိုင်ပတ်ပါတယ်လူရှော့ကတော်တော်တိုင်ပတ်တယ်ပေါ့နော်ကပ္ပရင်လက်ပတ်ကြီးနဲ့ပွဲထွက်လာပြီးမှဥဆောင်နိုင်စွမ်းကျွန်တော်မရှိဘူး တော်တော်ကိုအားနေတဲ့လူရှောကဒီပွဲဆိုချင်းပွဲစားစားချင်းကလေးကမင်းအုံကူတွေဘာတွေဖြစ်တော်မလို့သူကောင်တော်တော်ကန်ကောင်းခဲ့တာတော်တော်ကန်ကောင်းခဲ့တာเนาะဆိုတော့ဒါကြောင့်လူရှောတို့ဘာလို့ကတော့တိုင်ပတ်နေစေပေါ့เนาะမီဆန်မောင်းကတော့ဒီ twin ကသူ့ကို confident ကြီးအများကြီးပေးဖို့တော့ကျွန်တော်မျှော်လင့်တယ်ရာဒီကလည်းကုံတော့မဲပါညာဆိုပြီးမဲ့လို့ပေါ့နော်မီဆန်မောင်းကြီးကနေတကယ်ကောင်းတဲ့ performance ကကျွန်တော်လိုပါတယ်ဆိုတော့ဒီပွဲနဲ့ပတ်သက်ပြီးတော့ညီကတို့ဘယ်လိုမြင်ကြပါလဲခဏနေလို့ရှိရင် fan discussion မှာကျွန်တော်တွေ့ကြပါမယ်ဆိုတော့ကြည့်ရှုအားပေးတဲ့ညီကများလုံးကိုကျေးဇူးများတင်ပါတယ်နောက်ဗီဒီယိုဒီမှာကျွန်တော်ပြန်ပြီးတော့တွေ့ပါမယ်အားလုံးကိုကျေးဇူးပါ